္လာပါဒေါက်တာအောင်သူဘလော့မှပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့တဖုံးမှာအမဲကွက်တွေပေါ်တာဘာကြောက်လဲဆိုတဲ့အကြောင်းရင်းကိုပြောပြပေးမှာပါအဲ့တော့ကျွန်တော်တို့တဖုံးမှာကျွန်တော်တို့တချို့လူနာတွေမှာအမဲကွက်လေးတွေပေါ်ပြီးတော့ကျွန်တော်တို့စီခန်းကိုလာလာပြကြတယ်အဲ့ဒီအမဲကွက်ဆိုတာဘာကြောက်ပေါ်တာလဲပေါ့အဲ့တော့ကျွန်တော်တို့ကဒီအမဲကွက်ပေါ်ရတဲ့အကြောင်းရင်းကအဓိကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ မလနင်းဆိုတဲ့ pigment ဆိုတာရှိတယ်။အဲ့တော့ဒါကိုကျွန်တော်တို့ဒီအခုသဖုံးမှာအမဲကွက်ပေါ်တာကိုကျွန်တော်တို့ကမလနင်း pigmentation on gan လို့ဒါအင်္ဂလိပ်လိုအခေါ်ပေါ်ရခေါ်တာပေါ့နော်။အဲ့တော့ကျွန်တော်တို့ကမလနင်းကဒါဘာကြောင့်ကျွန်တော်တို့ဒီလိုပေါ်ရတာလဲ။တကယ်ကကျွန်တော်တို့ကမလနင်းကကျွန်တော်ခန္ဓာကိုယ်မှာဒါအရေးကြီးဆုံးဒါ pigment ထဲမှာပါတယ် တကယ်ပြောရင်မယ်လနင်ဆိုတာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဒီအသားအရောင်အသားအရောင်အသားအရောင်ရဲ့ကျွန်တော်သဘင်လေးရဲ့အသားအရောင်ရဲ့ဓာတ်တွေပြီးတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်တွေဓာတ်တွေကို ထိန်းချုပ်တာကအဓိကကကျွန်တော်တို့ကမယ်လနင်ပဲမယ်လနင်ဆိုတာကျွန်တော်တို့က natural pigmentation ပဲဒါခန္ဓာကိုယ်အတွက်ကျွန်တော်တို့ကမရှိမဖြစ်အရေးကြီးတယ် ဲ့တော့ကျွန်တော်တို့ကဒီဒီတဖုံးတွေမှာ ကျွန်တော်တို့ကဒီလိုမလနင်တွေစုပုံလာရင်ဒါတဖုံးမှာကျွန်တော်တို့ကအမဲကွက်လေးတွေဒါပေါ်လာတတ်တယ်ပေါ်လာတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီအမဲကွက်ပေါ်တဲ့ဒီ percentage ပေါ့ပါကစ္စတန်မှာဆိုရင်တော့ကျွန်တော်တို့က59.3ရာခိုင်နှုန်းလောက်ကဒါဒီတဖုံးမှာအမဲကွက်ပေါ်တဲ့ population ထဲမှာ ရှိတယ်ဗောနော်56ဒသမ300ခိုင်လုံးရှိတယ်ညမနိုင်ငံမှာကတော့ကျွန်တော်တို့ data အတိအကျဒါကို data အတိအကျကျွန်တော်တို့စစ်တမ်းကောက်ထားတာမျိုးတော့မရှိသေးဘူးအဲ့တော့ကျွန်တော်တို့ကဒီမလနင်းဒီလို pigmentation ဖြစ်ပြီးတချို့အမဲကွက်တွေနဲ့လာရင်တော်တော်များများကကြောက်ပြီးလာကြတယ်သူကင်ဆာဖြစ်တော့မှာလားလူနာတွေလာပြီးဆိုရင်ဒါကြီးကကင်ဆာကင်ဆာဖြစ်ဖို့လက္ခဏာတွေလားဆိုပြီးတော့လာကြတယ်တကယ်ကတော့ ဒီကျွန်တော်တို့ဒီတဖုံးအမဲကွက်ပေါ်တာနေပြီးတော့ကင်ဆာမဖြစ်နိုင်ပါဘူးဖြစ်ဖို့အရန်ရှာတယ်မဖြစ်ဘူးပေါ့နော်အဓိကတော့ကင်ဆာနဲ့ဘာမှသူကမတက်ဆိုင်ဘူးဒါကျွန်တော်တို့ natural တဘာဝအရာဖြစ်ပေါ်လာတဲ့ကျွန်တော်တို့ဒီအမဲကွက်လေးတွေပဲဟိုအန်ဒီယမရှိဘူးပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ဒီမလနင်ဆိုတာမလနင်ကဘယ်လိုလူမျိုးမှများလဲဘယ်လိုလူမျိုးမှနည်းလဲ အဲဒါကျွန်တော်တို့ဒီအသားအယောင်နေထားနေကျွန်တော်တို့ကကြည့်လို့ရတယ်ဥပမာ အသားဖြူတယ်အသားဝါတယ်ဆိုရင်ဒါ melanin pigmentation နည်းတယ်လို့ယူဆလို့ရတယ်တကယ်လို့ကျွန်တော်တို့ကအသားညိုတယ်အသားမဲတယ်ဆိုရင်ဒါ melanin pigmentation ညာတယ်လို့ယူဆလို့ရတယ်ဒါတယောက်နဲ့တယောက်လူအသားကြီးမတူဘူးအဲ့တော့ဒီ melanin ကကျွန်တော်ရဲ့ခန္ဓာကိုယ်အတွက်ကိုဘာဒီအရေးကြီးတာလဲပေါ့ ဘာတွေအရေးကြီးရလဲကျွန်တော်တို့သူ့ရဲ့ main function ဒီ melanin ရဲ့အကြီးကလုံဆောင်ချက်ကကျွန်တော်တို့က UV protection ဆိုတာ protection ဆိုတာကျွန်တော်တို့ရဲ့ဒီနေရောင်ကြီးမှာပါတဲ့ UV light ခရမ်းလွန်ရောင်ကြီးကိုကာကွယ်ပေးနိုင်တယ်။သူကခန္ဓာကိုယ်ကကျွန်တော်တို့ဒီခရမ်းလွန်ရောင်ကြီးကိုစုပ်ယူမှုကိုတားဆီးပေးနိုင်တယ်။ဒါကကျွန်တော်တို့ဒီ မလနေရဲ့အာသာချက်ပဲအဲ့လားကြောင့်ကျွန်တော်တို့ဥပမာကျွန်တော်တို့ကန်းချေတွေသွားတယ်နေဘူးတဲထွက်တာများရင်အသားတွေညိုလာတယ်အသားမဲလာတယ်ဒါဘာကြောင့်လဲခန္ဓာကိုယ်ရဲ့ response ကကျွန်တော်တို့ကိုဒီခန္ဓာကိုယ်မှာခန္ဓာကိုယ်ရဲ့အရေပြားမှာမလနေထွက်လာလို့ဒါဘာဖြစ်လဲဆိုတော့ဒါကောင်းတယ်ကျွန်တော်တို့ကဘာလဲဆိုတော့ခရင်လုံရောင်ကြီးကိုထွက်မှာ ကာွယ်ပြီးတာဒါခန္ဓာကိုယ်ရဲ့ခုခံအစနစ်ကကာွယ်ပြီးထားတာ ါကတော့ကျွန်တော်တို့ကဒီမလနင်ကပထမဦးဆုံးအရေးကြီးတဲ့အချက်ပဲနောက်တစ်ခုက skin pigmentation ဆိုတာကျွန်တော်တို့ရဲ့ဒီမလနင်ရဲ့ဒုတိယ function ထဲမှာ ကျွန်တော်တို့ရဲ့အရေးပြားအယောင်တွေပြောင်းလဲမှုကိုဖြစ်စေတာပေါ့အဓိကကတော့အဲ့တော့အဲ့မှာကျွန်တော်တို့က you melanin နဲ့ pheo melanin ဆိုပြီးတော့နှစ်မျိုးရှိသေးတယ်အဲ့တော့ you melanin ဆိုတာကျွန်တော်တို့က သားအရေးကျွန်တော်တို့ brown to black pigmentation လို့ခေါ်တယ်အသားအရေးညိုတဲ့လူအသားမဲတဲ့လူမှာကျွန်တော်တို့ဒီ hue melanin ဓာတ်တွေများတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုက pheo melanin ကတော့ကျွန်တော်တို့ yellow သူကျွန်တော်တို့ဒီ red to yellow pigmentation လို့သူကခေါ်တယ်ကျွန်တော်တို့ဒီအသားဖြူတဲ့လူနဲ့အသားရောင်အဝါရောင်ပေါ့နော်အသားဝါတဲ့လူမှာကျွန်တော်တို့ကဒီ pheo melanin တွေ ါများတယ်ပေါ့ဒါတယောက်နဲ့တစ်ယောက်ဒါမတူဘူးပေါ့နော်အဲ့ဒီဟာပြီးတော့ကျွန်တော်တို့ရဲ့ဒီမယ်လနင်ဓာတ်ကဘာတွက်ကောင်းသေးလဲဆိုတော့ကျွန်တော်ကအန်တီအောက်ဆီဒန့်အက်ရှင်ရှိတယ်အန်တီအောက်ဆီဒန့်အက်ရှင်ဆိုတာကျွန်တော်တို့ကကင်ဆာကိုကာကွယ်နိုင်တဲ့ကျွန်တော်တို့ဓာတ်တွေရှိတယ်ပြီးတော့သူက immune system ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုသူကကောင်းစေတယ်ကိုယ်ခံအားစနစ်ထဲမှာသူကပါတယ် ပြီးတော့ကျွန်တော်တို့ vision လို့ခေါ်တဲ့အမြင်ပိုင်းနဲ့ hearing လို့ခေါ်တဲ့အကြားပိုင်းမှာလည်းသူကအများကြီးအကျိုးသက်ရောက်မှုရှိတယ်။အဲတခြားအားဒါကတော့ကျွန်တော်တို့ potential ကျွန်တော်တို့ restless တွေအရာသူကကျွန်တော် pharmacological effect ပေါ့ဆေးဝါးဆိုင်ရာမှာလည်းအများကြီးအသုံးပြုလို့ရတယ်ပြီးတော့သူ့မှာရောင်ရမ်းတာကိုကျစေတဲ့ action တွေလည်းရှိတယ်။ဒါကတော့ကျွန်တော်တို့ရဲ့ဒီ melanin ဓာတ်ရဲ့ကျွန်တော်တို့အဓိက function လေးတွေပေါ့နော်အဓိကသူ့ရဲ့လုပ်ငန်းဆောင်တာတွေပေါ့ဒါကကျွန်တော်တို့ဒီခန္ဓာကိုယ်အတွက်ကို melanin ကအများကြီးအရေးပါတယ်အဲ့တော့ကျွန်တော်တို့ပြန်ဆက်ရအောင်ကျွန်တော်တို့ရဲ့ဒီအရေးအရေးပြားအပြင်ကိုကျွန်တော်တို့အခုဒီမှာကျွန်တော်တို့ကတွင်းမှာအမဲကွက်တွေပေါ်တာဘာကြောင့်လဲပေါ့နော်ဒီခုနကပြောတဲ့အခု melanin pigmentation ကြောင့်ပေါ့အဓိက melanin ဓာတ်တွေများသွားလို့ ဒီမှာပေါ်တာပေါ့နော်အဲ့တော့ဓာရီကဘာကြောက်ဖြစ်နိုင်တာလဲကျွန်တော်အကြောင်းရင်းလေးခေါင်းစဉ်လေးကိုပြန်ဆက်အောင်ပေါ့နော်ဘာကြောက်ဖြစ်နိုင်တာလဲဘာကြောက်ဖြစ်နိုင်တာလဲဆိုတော့နံပါတ်1ကကျွန်တော်တို့ကညှိုးယိုးလိုက်တာ genetic ဒါကတော့ရှောင်လွဲလို့မရဘူးကျွန်တော်မိဘမိဘမျိုးယိုးမှာကျွန်တော်တို့ကဒီ melanin pigmentation ညာရင်တော့ကျွန်တော်တို့ဒီတဖုံးမှာအမဲကွက်လေးဒီပါတာဖြစ်နိုင်တယ်ဥပမာအဖေမိမှာ ကျွန်တော်တို့ဒီလိုပထမများတော့တွေ့ရတာကကျွန်တော်တို့ဒီလိုတဖုံဒီလိုအပေါ်ရန်ဒီမှာတွေ့ရတာများတယ်ဒီတဖုံရဲ့ဒီဘက်အပြင်ပိုင်းဒီမှာတွေ့ရတာများတယ်အာကောင်တို့ဘာလို့ဘာတချို့တွေ့ရတာမျိုးလဲရှိဘူးတယ်တွေ့ဘူးတယ်ပေါ့နော်ဒါပေမဲ့အများစုကတော့ဒီကျွန်တော်တို့ဒီအရှိဒီမျက်နှာပြင်ဒီမှာတွေ့ရတာများတယ်တဖုံရဲ့အဲ့တော့ပထမအချက်အနေနဲ့ကတော့ကျွန်တော်ခုနကပြောတယ်မျိုးရိုးကြောင့်မျိုးရိုးကတော့ကျွန်တော်တို့ကရှောင်လဲလို့မရဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကစလိတ်တောင်းရင်လည်းဖြစ်တယ် စလိတ်တောက်ရင်လည်းဖြစ်တယ်စလိတ်တောက်ရင်ဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီဒီမလနင်ကို ထွက်အောင်လှုပ်ဆော်ပေးနိုင်တယ်အဓိကတော့ကျွန်တော်တို့ကဒီနီကိုတင်ဓာတ်ကမလနိုဆိုက်လို့ခေါ်တဲ့ဆဲပေါ့အဓိကတော့မလနင်ကိုထွက်စေတဲ့ဆဲကိုလှုပ်ဆော်ပေးတဲ့အတွက်မလနင်ထွက်တာများပြီးတော့တဖုံးမှာအဲ့လိုမျိုးအမဲကွက်လေးတွေပေါ်တာတွေ့ရတတ်တယ်ဒါကတော့ကျွန်တော်တို့ကစလိတ်တောက်တဲ့ဒူမှာလေတွေ့ရနိုင်တယ် ဲ့တော့နောက်တစ်တခုကကျွန်တော်တို့ကရောင်ရမ်းတာကြာတဲ့သူရောင်ရမ်းတာကြာတဲ့သူရောင်ရမ်းတာကြာတဲ့သူမှလည်းတွေ့ရတယ်ဆိုတာကျွန်တော်တို့ကဘလို့လူမျိုးမှတွေ့ရလဲဆိုတော့တချို့ traumatic injury တွေကထိခိုက်မိတာတဖုံးထိခိုက်မိတာတချို့ accident ကြောင့်ပဲထိခိုက်ထိခိုက်ပေါ့နော်တချို့ကြတော့ကျွန်တော်တို့ကတဖုံးရောင်ရမ်းတာကြာပြီးတဖုံးရောင်ရမ်းတာကြာသွားရင်လဲကျွန်တော်တို့ဒီလိုမျိုးအမဲကွက်တွေလဲတွေ့ရတာမျိုးရှိတတ်တယ်နောက်တစ်ခုကဖေးတွေကြောင့် တောက်ဆေးတွေကြောင့်တောက်ဆေးမှာတော့အဓိကကမိုတိုဆိုင်ကလင်းဒါကတော့တုံးတာအခုအရန်ရှားသွားပြီဟိုတိတ်မတုံးကြတော့ဘူးဗောနော်ဒီမိုတိုဆိုင်ကလင်းကိုမိုတိုဆိုင်ကလင်းကဘယ်အတွက်ဒီမှာတုံးကြတာလဲဆိုတော့ကျွန်တော်နမိုနီယာလို့ခေါ်တယ်ကျွန်တော်အဆုတ်ရောင်ယောဂါတွေအမ်ပြီးရင်ကျွန်တော်တို့စီလန်းချောင်းပိုးဝင်တာတွေအရေပြား infection ပေါ့နော်အရေပြား skin infection ਨੇ ကျွန်တော်တို့ဒီဟိုမျက်စိမျက်စိပိုင်းရောင်ရမ်းတာတွေ ဒါမျိုးတွေမှာကျွန်တော်တို့က infection တွေမှာကျွန်တော်တို့တုံးကြတာများတယ်ဒါပေမဲ့အဲ monocycline ကတော့အခုလက်ရှိတုံးတာအရင်ရှားသွားပြီပေါ့နော်ဒါပေမဲ့အဲ့လာကြောက်လဲဖြစ်နိုင်တယ်ပေါ့ဒီ monocycline ကြောက်လဲဖြစ်နိုင်တယ်နောက်ဆုံးတစ်ခုကတော့ဖြစ်နိုင်တဲ့အကြောင်းရင်းထဲမှာအာသာတစီပေါ့နော်ယောဂါကြီးယောဂါမှာတော့အဓိကကကျွန်တော်တို့က addison တစီဆိုတာဒါလဲမြန်မာနိုင်ငံမှာဖြစ်တာအရင်ရှားပါတယ် addison တစီဆိုတာဘာလဲ addison တစီဆိုတာ ျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာကျွန်တော်တို့က adrenal gland adrenal gland ဆိုတာ app ဆိုတာကျွန်တော်တို့ကအပေါ် renal ဆိုတာကကြောက်ကက်ကြောက်ကက်ရဲ့အပေါ်မှာရှိတဲ့ကျွန်တော်တို့ gland တွေရနေပြီးတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်အရေးကြီးတယ်ကျွန်တော်တို့က steroid hormone ဆိုတာထုတ်တယ် steroid hormone ဆိုတာထုတ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ addison disease ဆိုတာဘာလဲဆိုတော့ဒီ steroid hormone ကိုကျွန်တော်တို့ကထွက်တာနေသွားတာပေါ့ အဲဒါမျိုးဆိုရင်ကျွန်တော်တို့ကဒီ Addison disease လို့ခေါ်တာပေါ့အဲ့တော့ steroid hormone ကကျွန်တော်နောက်ဗီဒီယိုလေးမှာလည်းကျွန်တော်ထပ်ရှင်းပြပေးဦးမယ် steroid hormone ကကျွန်တော်တို့ကခန္ဓာကိုယ်ရဲ့ကျွန်တော်တို့ဇီဝဖြစ်စဉ်မှာအများကြီးအရေးပါတယ်အရေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Addison disease ကကျွန်တော်တို့ကဘယ်လိုလက္ခဏာမျိုးပြလဲပေါ့နော်ဘယ်လိုလက္ခဏာမျိုးပြလဲအဲ့တော့ Addison disease မှာကျွန်တော်တို့ကကျွန်တော်ခုနက အရေပြားနဲ့ကျွန်တော်တို့ဒီတဖုံးတွေမှာအမဲကွက်လေးတွေပေါ်တာတွေ့ရတတ်တယ်။နောက်တစ်ခုကကျွန်တော်တို့ဖြားတာသွေးပောင်ကြတာဒါအဲ့တဲ့နော်အဒီဆင်ဒစီရဲ့အဒီဆင်ယောဂါရဲ့ဒါလက္ခဏာတွေပေါ့နော် ဖြားမယ်အဲကျွန်တော်တို့သွေးပောင်ကြမယ်အဲကျွန်တော်တို့စီးချို့ ထိုးကြတာမျိုးဖြစ်တယ်။မူးတယ်အန်တယ်အန်ဒါမျိုးတွေဒါတော့သူ့လက္ခဏာကိုအကျဉ်းလေးပေါ့ကျွန်တော်ပြောပြပေးတာပေါ့နော်။အဲ့တော့ဒါကတော့ကျွန်တော်တို့အခုအခုပြောတဲ့အကြောင်းအရာတော့ဒါကအဓိကဒီတဖုံးမှာအမဲကွက်ပေါ်စေတဲ့အကြောင်းရင်းလေးတွေပေါ့နော်။အဲ့တော့ဘလို့အချိန်နေမျိုးမှာကျွန်တော်တို့စေကန်းပြရမလဲပေါ့အရေးကြီးလဲပေါ့နော်။စေကန်းပြဖို့ဘယ်အချိန်နေမျိုးမှာစေကန်းပြရမလဲဆိုတော့အမဲကွက်ရုတ်တရက်ပေါ်လာတာမျိုး ဒါမှမဟုတ်အမဲကွက်ကရုတ်တရက်တဏျာပြီးတဏျာအများကြီးဖြစ်လာတာမျိုးဒီဟိုတဖုံးမှာပေါ့နော်အဲ့လိုဖြစ်လာပြီဆိုရင်တော့ဆရာဝန်နဲ့တေးချာလေးမြင်မြန်ပြဖို့လိုတယ်ဒါကတော့ကျွန်တော်တို့ကဘယ်ချိန်စီကံပြရမလဲပေါ့နော်ဘယ်ချိန်ဆရာဝန်နဲ့ပြရမလဲပေါ့နော်ဘလို့ကူရမလဲဘလို့ကူရမလဲဆိုတော့ကျွန်တော်ဒီဘက်ပိုင်းမှာကုတာတော့အဓိကနှစ်နီးရှိတယ်ပေါ့နော် 2နီးရှိတယ်ကျွန်တော်တို့3နီးပေါ့တကယ်ပြောရင်တော့3နီးပေါ့ဒါမဲ့ကျွန်တော်တို့က surgical ကမသုံးဘူးပေါ့เนาะအဲ့တော့နံပါတ်1နီးရတော့ကျွန်တော်တို့ကဒီ deep pigmentation လို့ခေါ်တယ်လေးဆာ deep pigmentation လို့ခေါ်တာပေါ့လေးဆာနဲ့ဒီကျွန်တော်တို့တဖုံအမဲကွက်ပေါ်တဲ့နေရာတွေကိုကျွန်တော်တို့ကဖြတ်လိုက်တာပေါ့တဖုံတဖုံဟိုဒီတဖုံအေးပြားကိုကျွန်တော်တို့ကဟိုဒီအမဲကွက်ပေါ်တဲ့နေရာလေးတွေကိုလိုက်ပြီးတော့ ဖြတ်တောက်လိုက်တာပေါ့ဒါကတော့ laser depigmentation လို့ခေါ်တယ်နောက်တစ်ခုကကျွန်တော်တို့ chemical peeling chemical peeling ကတချို့ကြားဘူးလိမ့်မယ်ဟိုကျွန်တော်ရေပြားဆေးကန်းတွေမှာအသုံးများတယ် chemical peeling ဆိုတာကျွန်တော်တို့ဒီအမဲကွက်ပေါ်တဲ့နေရာလေးတွေကိုကျွန်တော်တို့ကဆေးလေးတွေဆေးရည်လေးတွေဒီ chemical peeling ဆိုတာဒီဆေးရည်ပေါ့ chemical ဆေးရည်လေးတွေလိုက်တော့အဲ့လိုမျိုးနီးနေလဲကျွန်တော်တို့လုပ်လို့ရတယ်စာကြည့်ကြရတော့ကျွန်တော်ခုနကပြောတယ်ဒါကျွန်တော်တို့ဒီ ဒီဒီတဖုံးအမဲကွက်ပေါ်တဲ့နေရာမှာဒီစာချေကဲမီးကမတုံးဘူးပေါ့နော်တုံးတာအရန်ရှားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုဒီအမဲကွက်ပေါ်တဲ့အကြောင်းရင်းလေးညနေပြီးတော့တဖုံးအမဲကွက်ပေါ်တဲ့အကြောင်းရင်းလေးညနေပြီးတော့ဘဝတ္တတာခုခုရရှိသွားမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒီတဖုံးအမဲကွက်ပေါ်တာကနောက်ဆုံးမှချင်တာကကျွန်တော်တို့ကန်ဆာဂရင်းကန်ဆာနဲ့ မတက်ဆိုင်ပါဘူးကင်ဆာလည်းမဟုတ်ပါဘူးဒါက natural တဘာဝပါပဲခန္ဓာကိုယ်ရဲ့ကျွန်တော်တို့ဒီအရေပြားအသားအရောင်အဲ့ဒီပုံမှာမူတည်ပြီးဒီအမဲကွက်ပေါ်တာမပေါ်တာဖြစ်တာဖြစ်တဲ့အတွက်ဒီတဖုံးမှာအမဲကွက်ပေါ်တာကကျွန်တော်တို့ကင်ဆာလက္ခဏာမဟုတ်တဲ့အတွက်ကင်ဆာကိုကြောက်စရာမရှိပါဘူးเนาะအဲ့တော့အခုဗီဒီယိုလေးရနေပြီးတော့ကျွန်တော်တို့အကျိုးကျေးဇူးတစ်စုံတရာရရှိသွားမယ်လို့ညွှန်လင်းပါတယ်အကျိုးကျေးဇူးတစ်စုံတရာရရှိသွားတယ်ဆိုရင်တော့ ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာတခြားသိချင်တဲ့သွားကျမ်းမာရေးနဲ့ပတ်သက်ပြီးသိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းအခုဗီဒီယိုလေးအောက်မှာ comment လေးရေးခဲ့ပေးလို့ရပါတယ်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ